ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ရောင်နီ channel အတွက်ဇာတိဆရာဆရာကြီးထင်းလင်းဤဘာသာပြန်ဝိတုတပုတ်ဖြစ်တဲ့တကျွန်းဆန်ဤအပြန်လန်းဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်းလိုက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါအောင်ခင်ဗျာပထမဦးစွာဘာသာပြန်သူဤအမှားစကားကိုဖတ်ပြတင်ဆက်ပေးပါမယ်ခင်ဗျာဘာသာပြန်သူဤ မာစကားဤစာအုပ်ကိုညာတန်းတင်ထမှရခဲ့သည်သူက ကျွန်တော်အားဤစာအုပ်ကိုဘာသာပြန်စေခြင်းသည်သူမှာဘာသာပြန်စာအုပ်ကောင်းများထုတ်ဝေရေးအတွက်ထုတ်ဝေသူတို့နှင့် အစီအစဉ်များလုပ်နေသည်ဟုဆိုသည်ကျွန်တော်အားသူကဘာသာပြန်ကောင်းတရားဟုယူဆထားဟန်တူပါသည်ဘာသာပြန်လက်ရကောင်းကောင်းလက်ရတန်တန်လေးတွေကြီးထုတ်ဖို့ဗျဟုပြောပါသည် ကျွန်တော်ဘာသာမပြောင်းခြင်းဘူးဗျသိပ်ပင်ပန်းပြီးပင်ပန်းတလောက်စိတ်ကျဉ်တတ်မှုမရတဲ့အလိုမျိုးပဲ ဟုတ်ကျွန်တော်ကပြောမိသည် သူကဖက်လို့ကောင်းတဲ့စာအုပ်တို့တွေ့ရင်ကို့စာဖက်ပြိတ္တကိုဝင်းငှားတဲ့သဘောနဲ့ပြီးကောင်းပါလေဗျာမြန်မာပြည်မှာမြန်မာလူပြန်ပြီးရင်ကြေကြေပြန့်ပြန့်ဖက်ကြရတာပေါ့ဟုတ်သူ့သဘောထားကိုပြောပြပါသည်သူ့စာဖက်ပြိတ္တပေါ်သူထားသည့်စေရနာကိုကျွန်တော်လေးစားသဖြင့်ဖက်ကြည့်အောင်မယ်ဟုတ်ဆိုပြီးကျွန်တော်ယူလာခဲ့သည်ယူလာပြီးဒေါ်တော်နဲ့မဖက်ဖြစ်ခဲ့ဤတော်တွင်မြတ်တန်တင်အင်ကိုတော့မကြာခဏရောက်ခဲ့သည်သူလည်းကျွန်တော်အိမ်သို့ရောက်ရောက်လာတတ်သည် တွေ့တိုင်းစကားဆက်မိလျင်သူကခမားအီဂျီကရိုနင်ဖတ်ပြီးပြီလားခုမေးလေရှိသည်305ကမေးတော့ကျွန်တော်မဖတ်ရသေးဘူးဗျခုပြောရမှာအာနာတလို့ဖြစ်လာပြီးစာအုပ်ကိုကောက်ဖတ်လိုက်ရသည်ဖတ်မိတော့လဲစာအုပ်ကဆွဲသွားသည်ဖြင့်တရက်နှစ်ရက်တွင်မှပင်ပြီးမှမသိပြီးသွားသည် ပြီးလင်ပြီးချင်းဆိုတော့ပင်ကျွန်တော်ညာတန်းတင်းဤအိမ်သို့သွားလိုက်သည်ကျွန်တော်ဒီစာအုပ်ကိုဘာသာပြန်မယ်ကြိုက်သွားပြီလားသိတ်ကိုကြိုက်သွားပြီဗျာ 15ရက်17လ1985ထင်လင်းအပိုင်းတည်းဗိုလ်တော်နေ့ညဆိုလျင်ဘော်ဤအမေဒီသူအလွတ်လွတ်ရာမြို့တော်ခမ်းမမတရထားစီ၍မာရီယန် ဝေကျောင်းတရင်လေဝတ်တသောလာမြဲဖြစ်သည်ဒေါ်ချိန်၌ဘောကလည်းတက္ကသိုလ်မှငါနာကြီးဒသနီကတင်နန်းပြီးလမ်းလျှောက်လာကသူ့အမေဝေကျောင်းမှအထွက်ကိုစောင့်လေရှိ၏ ို့ရာတွင်ဗုဒ္ဓဦးနှင့်ညံ့နေမှာတော့သူအားပမောကစလီရီကခေါ်တွေ့နေ၍နောက်ကျသွားသည်ပေါ်သည်သူဤနာယီကိုကြည်လိုက်ပြီးအိမ်တို့တန်းပြန်ရန် ဆုံးဖြတ်လိုက်သူသည်တိတ်ဆိတ်ငြိမ်သက်သောလမ်းသွယ်လေးတစ်ခုတည်းသို့ချိုးဝင်ခဲ့ပြီးသူအမေနှင့်သူတို့နေသည့်အိမ်အမတ်29အောက်ထပ်သို့ရောက်သောသူမှစိတ်ထက်တွင်အလိုလိုပျော်မြူသွားသည်သူသည်သူဤဘဝတရားဖြောင်ပြုပုံကိုတွေးမိကဝမ်းသာလျက်ရှိသူမှအုတ်ထုတ်လည်းမပ ူ၏အဝတ်အစားများမှဟောင်းနှံကြတော့လဲသူသည်ရိုသားသောသူငယ်ကလေးဖြစ်၏သူသည်အိတ်ထဲအခန်းတော့ကိုထုတ်ယူကာတကားကိုဖွင့်လိုက်သည်အိမ်ထဲတွင်မွေးထားသောကနေငှက်ကလေးကမိဘဘက်မှตาရညင်းပြောင်းဒိတ်ဆိုလျက်ရှိသူကငှက်ကလေးအားလေချွန်သံပေးလိုက်ပြီးအပေါ်အိမ်ကြီးကိုချွတ်ကာဂျိတ်လိုက်ချိတ်ထားလိုက်၏ထို့နောက်မိဘဘက်သို့သွားကာမိဘကွင်ပေါ်သို့ရင်းနှီးအိုတင်လိုက်ပြီးညစာအတွက်ချက်ပြုတ်ရန်ပြင်ဆင်လေ၏မိနစ်အနည်းငယ်ကြာသောမိဘစင်ပေါ်ရှိ ဒံယောင်နှိုးဆက်နာယီကလေးက9နာယီတီးသည်မရှိမနှောင့်မင်းအပြင်ဘက်စင်ဝင်စီမှသူ့အမေဤခြေတံကို ကြားလိုက်ရသည်သူသည်လှမ်း၍အတန်ပြုတ်လိုက်၏သူ့အမေမှာအသားရည်ပါရကျစ်လက်သူဖြစ်ပြီးအိန္ဒြေယသောအနက်ရောင်ဆင်ထားသည် သူမှာသွားလျာပါရသည့်ဇေအီအလေးချိန်ဖြင့်တစ်ဖက်သို့အနေငယ်ကိုင်းနေ၏ဘောကကျွန်တော်ဒီနေ့နောက်ကျနေလို့အမေစီမလာနိုင်တာမေဒါပေမဲ့ဗမောက္ခကကျွန်တော်ကိုဒီနေ့ပဲအလုပ်ပေးလိုက်ပြီး သိကြပြီဆိုပါတော့ခုပြောင်းရှင်စွာပြောသည်သူအမေ Mrs. Bajet ကသူ့သားအားအငယ်ခတ်သလိုကြီးနေလိုက်သည်သူ၏ဟောင်းနှံသောခေါင်းဆောင်အောက်လွတ်နေသည့်နေရာမှသပင်ဖြူဂျိုကြားကို၎င်းဘရေနေရီရော့စပြုတ်နေပြီဖြစ်သော မျက်နှာကို၎င်းဒီဝေနေပြီဖြစ်သောမျက်လုံးများကို၎င်းကြည့်ရှု၍သူမှဖြစ်သည်များအကြောင်းအကောင်းကြီးဟုတရားနှင့်ဖြေခဲ့ရသည့် အသွင်သူ့ဘဝပင်ပန်းခဲ့သည့်အသွင်ပုံမြင်နိုင်တော့သည်သူ့သားကအပြုံးနှင့်စီး၍စိုက်ကြည့်နေလိုက်သည့်အခါတွင်မူ သူဤပန်းလျာသောအသွင်ပြင်တို့သည်တဖြည်းဖြည်းချင်းပြောက်ွယ်သွားကြလေသည်သူသားဤမျက်နှာမှာဖျားသခင်ဤဂုံကျေးစုတော်ကြောင့်ကြည်လင်သည် အန္တရာယ်များလောက်အောင်ချောလွန်းသူမဟုတ်သည့်တွင်လည်းတမာရေဝနတ်ကောင်းနတ်မြတ်များကိုကျေးဇူးတင်ရပြန်သည်ပွင့်လင်းသည်ဖြောင်းစင်းသည်အသားရည်အနှဲငယ်ပါလျက်သည်စာကြရာလွင်၍ဖြစ်ပါလိမ့်မည်မိယိုကြီးများထင်ရှားလွန်းနေတော်လဲအသားရည်တန့်စင်၍မျက်လုံးများမှာလည်းကြည်လင်သည်သဘင်ပပညှက်ထား၍ နခုကျဲကြီးမှလည်းဘောလွန်လှသည်ကိုခန္ဓာတောင်တင်းခိုင်မာလျက်ဘောလွန်ကန်စင်ကခြေတစ်ဘက်ကိုခိုက်မိထား၍ခြေတစ်ဘက်မတိမသာခွင်နေသည်မှအပအလုံးအစင်ပြေသည်အီးအီးအလုံးကြည့်သွားတာတော်သေးတာပေါ့ကွယ်သမလာတာအကြောင်းရှိလို့ပဲလို့အမေသိပါရဲ့အေလာတို့မစ္စတာဖလမင်နိုကတော့တာကိုမိကြသေးတယ်သူ့ခြေလက်အိတ်ကိုလုံလိုက်ပြီးစပွဲပေါ်မှကြော်၍ကြည့်နေကြတိုင်းတစ်ချက်ကြည့်လိုက်ကသူ့ဇေအိတ်ထဲက စီစဉ်ဆက်ကူဖြင့်ထုတ်ထားသောရေခဲစိမ်ဝက်ပေါင်းကြောက်တထုံနှင့်သူသားကြိုက်တတ်သောမုန်တထုတ်ကိုထုတ်ယူလိုက်သည်ထို့နောက်ဇပွဲတွင်ထိုင်ကဖယားဆူတောင်းပြီးညသာစားကြလေ၏သူမေသည်ဟန်လုံး၍ထားတော်လဲအလွန်သဘောကျလျက်ရှိသည်ကိုပေါ်တွေ့ရ၏ကံကောင်းတယ်ဆိုရမယ်အမေရဲ့တပတ်ကို၃ကီနီနဲ့ကျွန်တော်ရအားကိုဘတ်စလုံးအတွက်လက်ခရမယ်တားဆောင်ပွေးနေပါနဲ့ပြန်ပန်းနေတာအပြောင်းလဲရတာပေါ့ကွယ်ဟုတ်တယ် နွေရာသီမှာစာတင်ရတာကတော့အပြင်းပြေလောက်ပဲရှိပါတယ်ဟုတ်သူကကောင်းကျင်ရင်ပြောသည်ဖျားသခင်ဆောင်မတော်မူတာပဲတာရင်ဘောက အပြုံးကိုချိုထားလိုက်ပြီးဒီနေ့ညကျွန်တော်မွေးစင်းလက်မှတ်ကိုပမောက်ခဆလီဒီစီပို့ရမယ်မေဟုဆိုလိုက်ခဏမြငြိမ်သက်ပိတ်ဆိတ်သွားပြီး အမေကခေါင်းကုံကုံရင်းဇွင်ကလေးကိုယူ၍သူ့လက်ဖက်ရည်ပကံတဲကပေါ်လွန်မြောင်းနေသောလက်ဖက်ချောက်ဖက်ကလေးကိုဆယ်ပြစ်နေသူ့အတံမှာတဲ့တဲ့ကလေး မွေးစည်းရင်ကမလုပ်ဖို့တဲ့လေသူဒီသပွဲနဲ့ထိုင်ကဖောင်းနေအဖုံးကိုဖွင့်ပြီးသပွဲပေါ်တွင်တကောက်ကွေးတင်လျက်ပုံစံကိုကျင်းလဲစွာဖြည့်လေပြီးလင်းဒေဇာအောင်တစ်ခေါက်ပြန်ဖက်ပြီးခေါင်းငိမ့်ကဧကံဘတ်သို့ပြန်ထွက်လာခဲ့လေနှစ်ပြန်ရအောင်ရှာပြီးတော်မီမွေးစည်းလက်မှတ်လေကျွန်တော်မနေ့9နာရီစာသိန်းချိန်မိအောင်ထည့်ကျင်တယ်သူအမေကခေါင်းမော့ကြည့်လိုက်သည် သူထွက်သွားစဉ်ကအတိုင်းပင်မလုံမရှက်ထိုင်လျက်သာရှိသည်ဖြင့်သပွဲကိုပင်မသိမ်းရသည် သူဤမျက်နာမှหนีမြန်းလျက်အတံမာလဲခါတိုင်းနဲ့မတူချေပေးစီထားမိမှန်းတော့မသိပါဘူးသားရဲ့ဒါမျိုးကအခုလိုချင်မှအခုထရှာလို့ရတာမျိုးမှမဟုတ်တာပဲဩအမေရဲ့ဘောကသူအမေဤစားရစားရမ်းများမိသားစုလက်ဝက်လက်စားတောက်တို့မယားများ ကျန်းစာအုပ်နှင့်မျက်မှန်ပြင်အခြားဒိုလီမိုလီတို့ထားရာအန်ဇွဲဘီရိုစီတို့လှန့်ကြည့်လိုက်ပြီးအမေဘီရိုအပေါ်အန်ဇွဲထဲမှာရှိမှာပါ ဟုဆိုလိုက် ပေါ်ဤအမေကသူ့ကိုပြန်ဆိုင်ကြည့်ရင်သူဤခနော်ခနဲ့သွားတူများပေါ်သည့်အထိပါဇက်ကိုမပွန့်တဝင်ဟားလိုက်မိသူမျက်နှာမှာသွေးရောင်မရှိတော့သူဤဘာပြင်များမှာခါတိုင်းထက်ပင်ဖြူလျော်လျက်ရှိတို့နောက်ပေါ်အားကျော်ပေကအန်ဇွဲဘီရိုမှအပေါ်ဆုံးအန်ဇွဲကိုတော့ဖြင့်ဖွင့်လိုက်က9မိနစ်မြတ်စနေတရရှာလေသည်ပြီးလင်အန်ဇွဲကိုပြန်ပိတ်ပြီးပြန်လှည့်လာ၏မတွေ့ဘူးဟုသူကဆိုလိုက်တော့သူမျက်နှာမှာအသေးလိုဖြစ်နေ၏ မတွေ့ပါဘူးဒီအထဲမှာတော့မရှိဘူးဟုဆိုလိုက်ပေါ်သည်စိတ်အနှောက်ယှက်ဖြစ်လျက်သူ့နှုတ်ခမ်းကိုသူကြိုက်ထားသည်သူသည်စီးနှင်းကန်းနှင်းကြီးပြင်းခဲ့ရပြီးအမေကိုချစ်တတ်သောဒါဝင်သည့်သားကောင်းတစ်ယောက်ဖြစ်ခဲ့တော်လဲယခုကိစ္စတွင်မူသူ့အမေ၏သဘောထားကို နားမလည်နိုင်အောင်ရှိလေ၏သူသည်စိတ်ကိုထိန်းချုပ်လျက်တကယ်ပါမေဒါအရေးကြီးတဲ့စာရွက်ပါ ကျွန်တော်လိုလိုတောင်းတာပါ ဟုပြောလိုက်သည်မင်းလိုလာမယ်ဆိုတာအမေကဘယ်နဲ့လုပ်ပြီးသိနိုင်မှမလဲ ဟုဆိုလိုက်သည်သူအကမှာရုတ်တရက်ဖြစ်လာသောမခံခြင်းစိတ်ဖြင့်တုန်နေပြီးတီလူဟာရီဟာပျောက်တတ်တာပဲအမိမဘယ်လောက်ဒုက္ခရီများခဲ့ရလဲဆိုတာမင်းသိပါရဲ့မင်းကိုပညာသင်ပေးဖို့ဆိုတာထက်မစင်စားနိုင်အောင်စားဖို့ပူရဝှဖို့ပူရနေဖို့ပူရနဲ့ဒီမုတ်ဆိုးမကြီးရဲ့ဒုက္ခရီကတသိန်းလောက်နဲ့ပေမိမမအမိလောက်ဝင်းလေးလေးမထမ်းခဲ့ရဘူးအမိဘွားကဆောင်ရွက်ကလေးတစ်ရွက်နှစ်ရွက်ကိုဂယုဆိုင်သိမ်းစီးနေနိုင်တော့အောင်မအားဘူး အမိဘဝတော့ဘလောက်မှကတာရွက်တရွက်ကိုတင်ထားစရာနေရာတောင်ရှိကြတာမဟုတ်ဘူးဟုတ်ဒေါသဖြင့်ပြောနေလေသူမေဤတော့တခါမှမဖြစ်စဘူးဒေါသများအန်ထွက်နေတော့ကပေါ်မှာအန်အားကြီးတင်လျက်သူအမေဘယ်လိုဖြစ်နေပါလဲဟုနားမလည်နိုင်ပဲရှိနေလေတို့ရတွင်သူအမေမျက်နှာတင်မှလာလျင်ဘာမှဆက်ပြောနေလို့မရတော့ဘူးဆိုသည်ကိုသူကောင်းစွာသိသည်လန်လန်ကိုစာရေးပြီးမိတူတောင်းရင်ရနိုင်ပါလေလေ တော်သေးတာပေါ့ကျွန်တော်ဒီညပဲရေးလိုက်မယ်သူအမေကလက်ပြ၍ကန့်ကွက်လိုက်သူအတမ်းမာဒီငိမ့်နေပြီဖြစ်သည်ပါရဲ့စာရေးတာမင်းအလိုမဟုတ်ပါဘူးခုစောကသူ့သားကမယုံသင်ကမျက်နှာထားဖြင့်ကြည့်နေသည်ကိုအကဲခတ်လိုက်ပြီးအလကားနေရင်ရေးကြီးခွင်ကျယ်လုံမနေနဲ့အမေလည်းတနေ့လုံးပင်ပန်းနေနှုတ်ဖြန်ကြမှာမြို့တော်ခမ်းမကစာရေးဆက်ကူနဲ့အမေရေးပြီးတောင်းလိုက်မယ်ခုပြောလိုက်ဤမေမမိနိုင်အောင်တော့အမေမင်းက ကျွန်တော်တောင်းပန်ပါတယ်အမေဤကောင်းပြီဟုတ်သောကပြုံးလိုက်ရတော့လဲသူ့အပြုံးမှာမရွံ့မရဲဖြစ်နေပြီးနွမ်းတယ်လျက်ရှိသောသူ့မျက်နှာပွင့်လင်းလာသည်ကဲကဲမိထုံးအမေစွဲသိမ့်မယ်ပြီးတော့အိတ်ကြစို့နောက်နှစ်ရက်အဖို့ကပေါ်မှာအချိန်ပြည့်အလုံးများလျက်ရှိလေသည်ဘယင်မတက်ကတော့တင်နှံများရက်ရှိပိတ်လိုက်သည်ဖြင့်လူစု괴စတင်နှံအပြီးကာလဖြစ်သည်ဖြင့်လောက်ဆောင်ဘွယ်ကလည်းများလာပြီသည် အများဤတောင်းဆိုကြဖြင့်ကျောင်းသားများနှင့်လည်းတခြင်းဆိုဝဲတွင် ပောကစန္ဒီယာတီးပေးရအောင်မည်ပိကတိုက်မှစာအုပ်တို့ကလည်းအထာမှပြီးအရှာရခက်နေပြန်သည်နောက်ဆုံးဓာတုဗေဒလက်တွေ့သင်တန်းကလည်းရှိနေပြန်သည်ဆောင်းမှုပဲအောင်စင်ကိုစောင်းရသည့်အတွက်ကလည်းစိန်မောရ၏အောင်စင်ထွက်လာသောအခါတွင်သူမှစိတ်ကြေနပ်ဖွယ်အောင်မြင်သည့်စည်ရင်တဲ၌ပါခဲ့သည်အားလုံးခြုံ၍ဆိုသောသူသည်စာပေလိုက်စာမှုတွင်၎င်းပေါင်းတင်ဆက်ဆံရေးတွင်၎င်း အာကသာအရာတွင်၎င်းထင်ရှားထူးကျင်၍သူ၏အတန်တာများကလေးစားခြင်းခံရသူအဖြစ်အောင်မြင်ခဲ့သည်တို့ရတွင်သူ၏နာမည်ကောင်းကိုမိမ့်မိန်စေအောင်မလို့ဓမ္မပြောဆိုဝေဖန်ကြသူများလည်းရှိသည်အထူးသဖြင့်စေချောင်းသားများထဲမှလူပေလူတွေများဟုအပြစ်တင်ခံရသည့်လူတစုက ပေါ်သည်တက္ကသိုလ်တွင်နေစဉ်လူငယ်ပြီးပြီးလွတ်လွတ်လပ်လပ်ပျော်ပျော်ပါပါမနေရမယောနောရဟန်ကြီးပန်ကြီးနိုင်လင်းသည်ဟုကြည့်ရကြလေသည် သူအလုံများနေချိန်တွင်ပေါ်ဤအတွေ့များသည်သူအမေနှင့်မပြေမလည်ဖြစ်ခဲ့သည့်ကိစ္စစီတို့တစ်ချိန်တစ်ချိန်ရောက်သွားသေးသည်သူအမေကိုအကဲခံမိသလောက်တော့အမေသည်တခုခုအတွေ့စိတ်ပင်ပန်းနေသလားဟုသူစိတ်ထဲတွင်ထင်မိ၏အမေသည်စိတ်တော်နေပြီးဖြူဖက်ဖြူရော်နှင့်ထူးထူးဆန်းဆန်းတွေးငေးနေသည်ကို တွေ့ရတတ်သည်ဘင်ကိုကပင်လွမ်းမိုးတတ်သည့်စိတ်ဓာတ်ရှိကြရာတွင်တင်းမာခိုင်မြဲသောယုံကြည်ချက်ဖြင့်ထက်ဆင့်ထားပြန်သည်ဖြင့်သူအမေမှာမာနကြီးသူဖြစ်ခဲ့၏သူတို့ဘယ်ဖက်မြို့တွင်နေစဉ်က တကားခေါတံကြဲကြဲမြည်လင်ပင်ညနထတင်မာလာတတ်ဒီကိုသူသတိရနေ၏ယခုမူဤသို့မဟုတ်သူအမေမှာဇောရင်စရာတခုခုရှိနေဟန်တူသည်သာသာပရိနေနှင့်တောက်ကြနေများတွင်အမေဒီညသာစားပြီးသူ၏မိတ်ဆွေကြီးမာရီယံဝေကျောင်းတင်းအုပ်ဆရာအီမန်နူရယ်ဖလဲမင်တို့အိမ်တို့တနာယီကန်သွားလည်ပြီးအပြန်တွင်ငြိမ်သက်လာခဲ့တော်လဲသူမှာညိုယောကမျက်လုံးများနီရဲပြီးပြန်လာသည်သာသာပရိနေကပေါ်သည့် သူ့အမေအားလန်ဒန်ကစာရပြီလားဟုတဲ့တဲ့ပင်မေးလိုက်သူ့အမေကမရဘူးဟုသာပြန်ဖြေသည်ဒေါနာတွင်ဤမေးခွန်းကိုမေးရန်ဗဇာဖျားသို့ရောက်ပြီးမှငငယ်ကလေးကသူ့အမေဤအဆုံးမတီးခဲ့ရသူဖြစ်၍မေးရမှမရွံ့မရဲဖြစ်ကနှုတ်ဆွင်းခဲ့ရပြန်သည်ဘာမှဖြစ်တာတော့မဟုတ်နိုင်ပါဘူးဖြစ်เสียလည်းဘာမှမရှိပါဘူးဟုသူတွေးသည်တို့ရတွင်သူ့မဇဝေဇဝါဖြစ်ကသူ့အမေဘာကြောင့်ဤသို့ဖြစ်နေရပါလိမ့်ဆိုသည်ကိုအဖြေရှာရင်း သူဘဝတတန်းတလျှောက်သူမှတ်မိသလောက်ပြန်ပြောင်းတွေးတော်၍နေမိလေသူမွေးစားသည့်ဖြစ်သောအင်္ဂလန်မြောက်ပိုင်းတိုင်းကာဆယ်မြို့ကလေးတွင်သူငါးနှစ်သားအရွယ်အထိနေကြသည်ကိုသူမှတ်မိထိုစဉ်ကသင်္ဘောချင်းစီမမိုဒေသည့်ထုတံများအလုသမားများကိုခေါ်သည့်ဩဩတံများဖြင့်ဝရဝါသာမှတ်မိတော်သောနောက်ကံကားတွင်မြင်မြင်ကလေးများသာဖြစ်တော်လဲခေါင်းစွာကြည်လင်သည့်သူအဖေ၏ရုပ်တွင်ကိုမြင်နေရသည်သူအဖေသည်အလွန်ပျော်ရွှင်တတ်၍ သူမတူအောင်ခင်မင်တပ်သူတယောက်ဖြစ်၏တနင်္ဂနွေနေ့များတွင်သူကိုလက်တစ်ဖက်ဆွဲပြီးဂျက်စမွန်ကြောက်သွသွားကရေအိုင်ထဲ၌စကူချက်လေးကလေးများလွှဲ၍ကစားကြသည်ကိုသူမှတ်မိသည်မောပန်းပြီဆိုလျင်သူကိုအရေးတခုမှကုန်တန်းရပေါ်တွင်ထိုင်စေပြီးသူ့ဖေကပန်ဝင်ခြင်းရှိလူများခွေးများမြင်းများတိပင်းများကိုကြည့်ကသူပင်ကိုဗီဇဝါဒနာတိုင်းပုံသူရိတ်ချနေရသည်ဒီပုံသူများမှာသူဤငယ်လာသေးသောအုံတော်ထက်တွင်ဆွဲမက်စရာသဘောခွေစရာကလေးများဖြစ်ခဲ့သည် ။ဒနုကနေနေလွင်ပြန်သောသတင်းလည်းနေများတွင် သူ့အဖေကနေလက်ကိုယ်စလဲအဖြစ်သူ့အလုပ်လုပ်သည့်အမျိုးသားမုံချိုလုပ်ငန်းမှအစိမ်းရောင် strawberry အဝါရောင်ငပြောသည့်ပန်းဆွဲမမုံသည့်စသည့်ရောင်စုံတရားလုံးကလေးများကိုညနေသူပြန်တွင်ယူယူလာတတ်သည်။သူငါးနှစ်ပြည့်ပြီးတော့သူတို့သည်အလဲပိုင်းမှမျိုးကြီးတစ်မျိုးဖြစ်သည့်အော်တလေတို့ရွှေ့ခဲ့ကြသည်ဤမျိုးကြီးမှာပုံမုံမှန်ပြီးသူတရိယာသမ ्या တော့ပြောစရာမရှိခဲ့ မိโกနဲ့မိုးနဲ့သွားရလာရပုံတန်ရီကျိုယိုများမှဝန်ဝန်တောက်အောင်များသုံးပုံနေကြသောသူဤမိဘနှစ်ပါးနောက်သူ့အဖေသည်အလောက်ကိစ္စဖြင့်တောင်အမေရိကသို့ထွက်ခွာသွားသည်ကိုသာမှတ်မိတော်၏သူ့အဖို့အလွန်သဘောကောင်းသည့်အဖော်တယောက်ရုတ်တရက်ပြောက်သွား၍ယင်းနှင့်အောင်ဝန်လေခဲ့ရသည်သူ့အပြန်ကိုတစောင်းစောင်းမျှော်ခဲ့ရသည်ထို့နောက်သူ့ကလေးစိတ်ဖြင့်လွမ်းရဆွေးရတန်တရာရသည်တို့မှရှေ့ပြေးနမိတ်ဖြစ်သည်လားသူ့အဖေသည် Venus Eremio အနီး၌ မိထားမောက်ရာတွင်တည်ဆုံသွားပြီဆိုသည့်တွင်ရောက်လာလေရာသူမှအိမ်မက်များပင်မမက်ဖူးသည့်တော့ကဖီစီချင်းခံခဲ့ရလေသည်ထို့နောက်တွင်သူသည်ချောင်းနှင်းများမပြည့်မီတန်လျာခီးတဲ့ကလေးဖြစ်ဘဲဖတ်သို့ရွှေ့ခဲ့ကြရလေသည်ဘဲဖတ်၌အီမန်နွေဖလဲမင်း၏ထောက်ခံချက်ဖြင့်သူအမေသည်မြို့တော်ကျမ်းမာရေးဌာနငွေစင်းဌာနစိတ်တွင်အလုပ်ရသည်လကမှတိတ်မများတော်လဲစာဝတ်နေရေးစိတ်ချရသည်မိုးစုံမတယောက်နေဖြင့်အိန္ဒြေရယအိမ်ငန်းကလေးနှင့်နေရယုံ ချိုချိုချမ်းချမ်းချွေချွေတတာနေပြီးသားကလေးအားဆရာအတတ်တင်တက်ကတော်တွင်ပညာသင်ပေးုံမျှတော့ရပါ၏ယခုဆိုလျင်သူအမေ15နှစ်မြတ်မနေမနာကြိုးစားအားထုတ်မှုဖြင့်ပေါ်မှာတက်ကတော်မှဘွဲရရန် လက်ထကန်အတွင် ရောက်လာခဲ့ပြီးဖြစ်၏ပြန်စင်စားလိုက်လျင်သူအမေဤအားထုတ်မှုပြင်ထန်ခဲ့သောကြောင့်ပင်ဘဲဖတ်၌သူတို့နေထိုင်မှုသည် အကျဉ်းမြောင်ဆုံးအနေထိုင်မျိုးဖြစ်ခဲ့ရသည်ဟုပေါ်ကထင်မိသည် အမေသည်အလုံးနှင့်ဝေချောင်းတို့သို့သွားသည်မှပအပြင်သို့ထွက်ခဲလာသည် သူမှာတင်းအုပ်ဆရာဖလဲမင်းနဲ့သူတံမီအဲလာတို့မှတပါရင်ရင်နေနေအပေါင်းအသင်းမရှိတော့ဖြစ်၏သူဤအိမ်ကြီးချင်းများကိုပင်သူကောင်းစွာမသိခဲ့အမေကသူအပေါင်းအသင်းများကိုမကြည့်ဘူးသည်ကိုတည်တော့ပေါ်မှာဘင်ဂိုကဖော်ရွတ်တတ်ပါလျက်တက္ကသိုလ်တွင်အပေါင်းအသင်းများများမထားခဲ့ရာဤချုပ်ချယ်မှုမျိုးကိုမနှိမ့်မြို့ခဲ့တော်လဲသူမှာအမေကျေးဇူးကြီးမားပွန်ကိုတိရသည့်အပြင်အထက်တအခါကဆုံးမပြည့်ပြင်ထားသောတားဖြည့်၍မြို့သိရတော်၏ လွင်ခဲ့သည့်အချိန်များကသူ့အမေကသူ့အားဤမြကာကွယ်ဆောင်ရှောက်နေခြင်းမှာသူ့ကိုမျက်စိအောက်ကအပြောက်မခံနိုင်လောက်အောင်အလွန်အမင်းချစ်တော်ကြောင့်ဟုသူယူဆထားခဲ့သည်။သို့သောယခုအပြုမူကိုကြည်ပြီးအခြားကြောင့်များရှိလေသလားဟုတွေးစရာဖြစ်လာသည်။နောက်အဖြစ်ပြတစ်ခုကိုသူဖြတ်ကနေသတိရလိုက်၏။လွင်ခဲ့သည့်တနစ်ကသူ့အားအိုင်ယာလန်နှင့်အင်္ဂလန်အသင်းတို့ကစားသောအပြည့်ပြည့်ဆိုင်ရာဘောလုံးပွဲတွင်ပါဝင်ကစားရန်ဖိတ်ခေါ်ခြင်းခံရစဉ်ကဖြစ်သည်။ အမေတရားကိုထုတ်ထက်ဝမ်းမြောက်ဂုဏ်ယူစရာကောင်းသည့်အရာဘာမျှမရှိနိုင်သို့သောအမေသည်ဤဖိတ်ခေါ်ချက်အားလက်ခံခွင့်ပြုရန်ယတိပြညင်ဆိုခဲ့သည်။ဒါကြောင့်ပင်ဤထိုစဉ်ကတော့သူမတွေ့တတ်ခဲ့ယခုမှသူဝိုးရဝါတွေ့မိပြီအမေသည်အပြင်လောကနှင့်အဆက်အသွယ်အလုံးဖြတ်ကသူလောကကလေးနှင့်သူတိတ်ဆိတ်ငြိမ်သက်လျှို့ဝှက်စွာဖရာတရား၌သာဆွေးမြဲစွာ အားထားလျက်နေလာခဲ့သည်။ဤအချက်ကိုထောက်ရှု၍အမေဘဝမှာဖုံးကွယ်လျှို့ဝှက်စရာတစ်ခုခုရှိသူဤဘဝမျိုးပါတကားဟု သူအထိတ်တလန့်တွေးလိုက်မိသည်နေတော်ဝက်အလုံးစင်ရသောစနေနေ့တွင် အမေသည်နှစ်နာရီထုံးမှအိမ်သို့ရောက်လာသည်ထိုချိန်တွင် ပေါ်ကလည်းသူအမေထံမှဤကိစ္စကိုရည်ရွယ်သိရအောင်မေးတော်မူဟုစိတ်ကိုပိုင်းဖြတ်ထားပြီးဖြစ်၏မိုးသည်အုံနေရာမှရွာချခဲ့သည်ဖြင့်အမေသည်ဖြီးကိုအိမ်အဝင်စင်ကြံလိုက်ထားခဲ့ပြီးစာအုပ်တော်ကိုဟိုလန်သည်လန်လန်ရင်းပေါ်ထိုင်နေသည့်ဧကန်တဲ့သို့ဝင်ခဲ့၏သူအမေဝင်လာတော့ပေါ်မှာတကယ်ပင်လန်သွားသည်အမေမှာဖြူပတ်ဖြူရော်ဖြစ်နေသည် ို့တော့သူမစိတ်တည်ငြိမ်နေပုံတော့ရပါသည်ပါနေ့လည်ကစားပြီးပြီလားယူနီယံဝင်ပြီးပေါင်ပေါင်းအသားညက်စားခဲ့တယ်အမေအမေကောအင်လာကကိုကိုတက်ခွဲဖြောင်းတိုက်လိုက်တယ်ဘောကသူအမေအားစကနဲ့တစ်ချက်လမ်းကြည့်လိုက်သည်အမေအဲ့ဒီကိုရောက်ခဲ့ပြန်ပြီပေါ့အမေဒီနွမ်းလျားစွာထိုင်ချလိုက်၏ဟုတ်တယ်သားရင်အမေရောက်ရပြန်ပြီပေါ့အမေမဖေရပဲကိုကိုရရှိတော့တာကို ခဏမျှတိတ်ဆိတ်နေ၏ဒေါနာပေါ်သည်ကိုကိုမမတ်ပြင်ထိုင်လိုက်ပြီးကလထိုင်လက်တင်ကိုတင်းကျပ်စွာဆုပ်လျက်အမေကျွန်တော်တို့ဒီလိုကြီးလုပ်နေလို့တော့မဖြစ်ဘူးတခုခုတော့ဖြစ်နေတယ်ကျွန်တော်ကိုပြောစမ်းပါအမေဒီကနေ့မနေ့ကောကျွန်တော်မွေးစင်းလက်မှတ်ရခဲ့ရဲ့လားခုမေးလိုက်သည်မရပါဘူးတားရဲ့မရပါဘူးအမေစတော့မရပြစ်ပါဘူးပေါ်ဤမျက်နှာနီမြန်းသွားသည်ဘာဖြစ်လို့မေးတာလဲမေးဘာဖြစ်လို့လဲဆိုတော့ဒီလက်မှတ်ကအမေစီမှာတစ်ချိန်လုံးရှိနေခဲ့လို့ပဲတားရဲ့ ။မကူအမေလင်ခဲ့တယ်။အခုအဲ့ဒီလက်မှတ်အမေအထင်းမှာရှိတယ်။ဘော်ရီဒေါ်သာမိမာရုတ်တရက်ငိမ့်ကထိုင်လန်အန်အောစွာဖြင့်သူ့အမေအားစိုက်ကြည့်နေမိသည်။သူ့အမေသည်သူ့ပေါင်ပေါ်မှလက်ပွဲအိတ်ထဲတွင်စန်းကာအပြာနုရောင်စက်ကူကောင်လေးတစ်ခုကိုထုတ်ယူလိုက်သည်။တလျှောက်လုံးပဲအမေဒီဟာကိုတားမသိအောင်ဖုန်းကေဝက်ခဲရတဲ့သားရဲ့အစတော့အမိမာရင်နာရလွန်းလို့ကြာရှည်ဝက်လို့ရမယ်လို့တောင်မထင်ခဲ့ဘူးမလွယ်ပါဘူး။လှီကားကအခြေခံကြလဲအမိမာထိတ်ရ လန်ကစကားပြောတဲ့ကြားလေးအမိမကြီးလန့်ရရင်တုံရနေလီနောက်တော့နှစ်တွေကလည်းကြားလာသားကလည်းကြီးပြင်းလာဆိုတော့ဘုရားသခင်အဆောင်မနဲ့အမိအောင်ကြီးလို့တောင်းအောင်မိမိပါသေးတယ်ဒါပေမဲ့ဒါကဘုရားသခင်အလိုတော်မဟုတ်ဖဲကူသားရဲ့အမိစိုးရင်ခဲ့ရတာက အကြီးကျယ်ကိစ္စတွေအခုပေါ်ရတာကဘာမဟုတ်တဲ့နွေရာသီတင်တတ်မှာသွားပြီးကြောင်းစရာလုပ်ဖို့အတိဖွဲကိစ္စဒါပေမဲ့ဒါဟာအနည်းနဲ့မြန်တနည်းမပေါ်တနည်းပေါ်ရမယ့်ကိစ္စပါပဲ။ ဆရာတော်ကလည်းဒီလိုပဲပြောပါတယ်အမေကသားတော်ကိုမသိရအောင်ရှောင်းလေးပြစ်လိုက်ဖို့သူ့ကိုအကူအညီသွားတောင်းတယ်သူကမရှောင်းလဲပါနဲ့တော့တဲ့ပါလေလူသားမြောက်ပြီမို့အမှန်တမ်းပြီးဖို့လိုလာပါပြီတဲ့ပေါ်သည်ရင်တရိတ်ခုံတံကိုကြားရလျက်ရင်တွေကလည်းမချမ်းမသာဖြစ်လျက်အမေစကားဆက်ပြောမည်ကိုမလုံမရှက်စောင့်ဆိုင်နေမိလေ၏သို့တော်သူ့အမေမှာ ဆက်ပြောနိုင်သည့်အင်အားရှိဟန်မတူတော့တာအားစိတ်ပြတ်အားငယ်စွာတစ်ချက်လှမ်းကြည့်လိုက်သည် အမေဆက်မပြောပြစီနေတော့သားရဲ့မစ္စတာဖလဲမင်းကသားကိုအလုံးပြပြပေးပါမယ်လို့ကတိပေးလိုက်တယ်။သူ့စီကိုသာသွားလိုက်ပါ။သူလည်းအခုသားကိုစောင့်နေပါလေ။အမေမှပြောရင်ကပင်ဘုံမိုးစိတ်လှုပ်ရှားလာသလိုဖြစ်ကစိတ်ငြိမ်ငြိမ်ထားပြီးပြောပါတော့မည်ဟုစိတ်ပိုင်းဖြတ်ထားကမှပင်အပြစ်သားတွင်ငိုညီးတံပါသွားသေးသည်။ပေါ်အားစာရွက်ကောက်ကလေးလှမ်းပေးလိုက်တော့လေသူ့လက်များမှတုံးနေသည်။ပေါ်သည် မင်းသက်မိတလို့ငေးရင်စာရွက်ကိုလန့်ယူကဖတ်ကြည့်လိုက်တော့ထိုစာရွက်ပါနာမည်မှာ သူ့နာမည်မဟုတ်ပေါ်ဘာချက်ဖြစ်ရမည်စာပေါ်မက်ထရီဖြစ်နေသည်ကိုတွေ့လိုက်ရလေဒါမှနေပြီဟုတ်သူကရုတ်တရက်ဆိုလိုက်ပြီးစာရွက်ကိုကြည့်နေရမှ သူ့မိအားလှမ်းကြည့်လိုက်သည်မက်ထရီဆိုသောအမည်သည်ကာလကြာမြင့်စွာဆွန့်ပြထားသောအခန်းကြီးတစ်ခုအတွင်းဝယ်ဆောင်းကျိုးတစ်ချောင်းကိုတီးခတ်လိုက်သလိုဒုံခါမြည်ဟီးလျက် သူအားတစုံတစ်ခုကိုခါရေးရေးလေးမှတ်မိသလိုဖြစ်လာစေသည်ဒါကဘယ်လိုလဲလေအမေဟုတ်သူကမေးလိုက်ဤသူများဒီကိုကြောင်းလာခဲ့ကြတော့အမေဟာလက်မထက်ခင်ကဘာချက်ဆိုတဲ့အမိကိုပဲပြန်ယူလိုက်တယ်အမှန်ကအမေဟာ Mrs. Matri ပါရဲ့ဖေက Reese Matri ပါကပေါ် Matri ပဲပေါ့ဒါပေမဲ့အမေကဒီနာမည်ကိုမေ့ပြစ်လိုက်ခြင်းနဲ့ဟုတ်ပြောရင်အမေနှုတ်ခမ်းများတွင်သွားကား ကားကိုလည်းဒီနာမီကိုမမြင်စေခြင်းဘူးမကြားစေခြင်းတော့ဘူးဟုဆက်ပြောလိုက်သည်ဘာဖြစ်လို့လဲအမေရဲ့ခဏမျှတိတ်ဆိတ်သွားသည်ထို့နောက်အမေသည်မျက်လွာကိုချလိုက်သည်ပြီးမှပေါ်ဤမေခွန်းကိုမပွန့်လွင့်ဖြေလေသည်ကားကိုအကြီးကြီးရှစ်နေရတဲ့အဖြစ်မျိုးမရောက်အောင်လို့သူအမေကိုဆက်ပြောခိုင်းရသည်မှာညှင်းဆဲသလိုဖြစ်နေသည်ကိုသူသိပါသည်သို့သောသူကိုယ်တိုင်ကလည်းစိတ်သောကဖြစ်လျက်ရှိလျာအမေကိုပင်မညာတာနိုင်တော့တဲ့ကဲ့သို့ရှိလေသည် သူလည်းမျက်နာဖြူရလျက်ဆက်ပြောပါမေကျွန်တော်ကိုပြောပြဖို့ကအမိတာဝန်ပဲခုအရေးဆိုလိုက်သည်သူအမေသည်သူဤပကုံးချင်းကလေးမှာနှင်းချီမြင့်ချီဖြစ်အောင်ရှိုက်၍ရှိုက်၍ငိုလေသည်သူအမေငိုနေသည်ကိုတခါမှမမြင်ဘူးခဲ့ချေတခဏမြကြာတော့အမေသည်အာတင်းလိုက်သလိုပင်သက်ကိုတစ်ချက်ရှိုက်လိုက်ပြီးဒါကိုမကြည့်ပဲဆက်ပြောသည်ပါရဲ့အဖေဟာတောင်အမေရိကကိုသွားပြီးရထားမောက်လို့တည်တာမဟုတ်ဘူး သွားမယ်လို့ကြိုးစားနေတော့မှပလိကသူ့ကိုဖမ်းသွားတာဘောသည်သူ့အဖေဤတို့ဖြစ်လိမ့်မည်ဟုတခါကမျှမထင်ခဲ့ဘူးချေသူ့အမေစကားများကိုကြားလိုက်ရတော့သူ့မှာရင်ထဲ၌ဖို့သွားကလေချောင်းတွင် အလုံးကြီးဆွလာသည်ကိုတွေ့လိုက်ရလေ။ဘာအမှုနဲ့တယ်လဲ။ဟုတ်သူကအထစ်ထစ်အငေါင်းငေါမေးလိုက်။လူသက်မှုအခန်းငယ်လေးအတွင်းဝဲကြောင်မဲ့ဖွဲရာတိတ်ဆိတ်ငြိမ်သက်၍သွားလေသည်။လူသက်မှု ဤတုံလုံးဘွယ်စကားများသည်သူဤအုံနောက်အလွာလွာအထထကြရသည်သို့ပဲ့တင်ထက်၍ဝင်သွားကြသည်သူသည်ကလထိုင်ပေါ်တွင် ပြော့ခွေသွားပြီးတကိုယ်လုံးချွေးသည်ချွေးပေါင်များစီးကြလာသည်ထို့နောက်ဒုံဒုံရင်ရင်မပီမသပင်ဒါနဲ့ကျူရန်ခံသွားရတော့လာဗျာဟုမေးလိုက်သူအမေကခေါင်းကိုရမ်းပြကသူ့မျက်လုံးများမှာမုံတီးသည့်အရွယ်ရောင်များတန်းလာသည်ကျူရန်ခံသွားရရင်လေတို့အဖို့တော်သေးရဲ့ ကျိုးမိန်တော့ကြတယ်ဒါပေမဲ့သူ့နောက်ဆုံးချိန်မှာတီရန်ကလွတ်ပြီးတတကျွင်းပြည်တံကိုပြောင်းလဲပေးလိုက်တယ်အခုတော့စတုံးဟိတ်အချင်းထောင်မှာလွတ်ရမရှိအချင်းကြခန့်နေရတဲ့အချင်းသမားအမေတွင်ဆက်လက်တင်းခံနိုင်သည့်အင်အားမရှိတော့သလိုဥကောင်းသည်မိတို့ရန်ကကလတိုင်ပေါ်၌ပင်ရှေ့သို့ငိုက်ဆိုင်ကြာသွားလေတော့သည်ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကြီးထင်လင်းဤဘာသာပြန်ဝိတုကောင်းတို့ဖြစ်တဲ့ တကျင်းဆန်ဤအပြန်လန်းဆိုတဲ့ဘာသာပြန်ဝိတုစာအုပ်ကိုအပိုင်းတင်နေဖြင့်အခန်းတင်နဲ့အခန်းနှစ်ကိုဖတ်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နေတူအဆုံးထိလိုက်ပါနားဆင်ခန်းစားပေးကြတဲ့တွေ့လဲကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းနှစ်အခန်းသုံးနှစ်လေးမှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျမ်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းမြတ်တင်ပါခင်ဗျာ